နနဲ့လအကြာကာကွယ်ဆေးထိုးခွင့်များပဲဖြစ်နေတဲ့အာရခတ်တက်တော်အေထိန်ချုပ်ထားတဲ့မြို့နေအလုံးမှာမွေးကင်းစားကနေ၃နှစ်အတွင်းကလေးတွေအတွက်ကာကွယ်ဆေးတွေကိုအာရခတ်ပြည်သူတော်လှန်ရေးအစိုးရရဲ့အာရခတ်ပြည်သူ့ကျန်းမာရေးဌာနကခွင့်ဆင်းပြီးတော့အခမဲ့ထိုးပေးနေပြီဖြစ်ပါတယ်။အခုနိုဝင်ဘာလပထမပတ်ကနေစတင်ထိုးပေးတာပါ။အခုထိုးပေးရမှာ ပိုလီယိုရောဂါကာကွယ်ဆေးမိခိုင်ကာကွယ်ဆေးနဲ့ကလေးတွေအတွက်လအလိုက် နှစ်အလိုက် ထိုးပေးရမယ့်ကာကွယ်ဆေးတွေကိုထိုးပေးနေတာလို့ကျန်းမာရေးဝန်ထမ်းတယောက်ကပြောပါတယ်။အကြံဖက်စစ်ကော်မရှင်က ရခိုင်ပြည်အတွင်းပြည်မနဲ့ဆက်သွေးတွေကုန်းလန်းရေလန်းတို့ကို ပိတ်ဆို့ထားတဲ့အတွက်ကာကွယ်ဆေးတည်ယူရရှိရေးမှာအခက်အခဲရှိနေခဲ့လို့ကာကွယ်ဆေးထိုးဖို့ကြန့်ကြာနေခဲ့တာလို့သိရပါတယ်။ ခုတော့ကာကွယ်ဆေးထိုးခဲ့ရပြီဖြစ်လို့အတိုင်းမသိဝမ်းသာပျော်ရွှင်မိတယ်လို့လေကာကွယ်ဆေးထိုးခဲ့ရတဲ့ကလေးမိခင်တို့ကပြောပါတယ်အဘူပါကရခိုင်ပြည်မှာကာကွယ်စီထိုးရဖို့လို့ဒီအချိန်ခါကောက်ဝင်းတာပါတယ်ထိုးလို့ထိုးနေရပါရဲ့ရေရအခုဂရထိမှာကာကွယ်စီတရားလေးလွယ်လာခစီတရှိပါရဲ့မွေးခေါ်စားကနေတနိုင်တီထိုးရဖို့စီတရှိရအခုသမိန်ကားကြခဲ့တနိုင်နဲ့အခွင့်ပြန်လာခရရဆေးဆိုင်လာထိမှာထိုးရဖို့စီတရှိလိပါဘောဂရထိမှာ ောလေလခစီတီတော့စိတ်မကောင်းပါရေလုံးပြီးတော့နေတပြောင်းကျေးဇူးတော်ပါရေအရာလေးကောက်ကွေးစီကြီးလာဖို့တော်နေလေးကောင်းကောင်းမြုံလွန်မိပါရေအခိုင်မာမြို့သိမ့်တိုက်ပွဲတွေစတင်ဖြစ်ပေါ်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကနေစလို့အခန့်ကမြို့နယ်အာလုံးနေပါမှာမွေးကိစကလေးတွေကိုကောက်ကွေးစီထုတ်ပေးနိုင်တာမရှိခဲ့ပါဘူးအဲ့လိုကောက်ကွေးစီမထုတ်ခဲ့ရလို့ကလေးတရှို့ ကျမ်းမာရေရှုတင်မှုတွေရှိခဲ့တယ်လို့လေကလေးမိခင်တွေကနရင်းစရာကို ပြောဆိုထားပါတယ်။ကလေးတွေကိုကာကွယ်စေထုတ်ပေးခြင်းအပြင်ကလေးတွေအတွက်ရေရှည်မှကိုခံအားကောင်းစေတာယောဂဖြစ်ပေါ်နိုင်ခြေကိုကာကွယ်ပေးတာသို့မဟုတ်ယောဂပိုကုဆက်ခံရရင်ယောဂပြင်ထန်မှုနဲ့တိဆုံးမှုတွေကိုယောနေစေတာနဲ့ကလေးဘဝမှာတချို့သောမတန်ဆွမ်းမှုတွေဥပမာကာလာဝမ်ယောဂတို့ကိုကာကွယ်ပေးနိုင်တယ်လို့လည်းသိရပါတယ်။ ကျမခိုင်တဲ့စင်သင်ပါ